ဟိုကောင်ယုံလေးရဲ့ဒီရုပ်ချင်ဇက်ကားပေါ်တော့ကျွန်တော်သိန်းပေါင်း6000ကျော်လောက်ယင်းနေပြီးရောမှာအာရိုက်ထားတဲ့ဇက်ကားကိုပထမဆုံးယုံတင်ပြတဲ့နေ့မှာတယောက်မှကြည့်မဲ့သူကမရှိဘူးပြန်တော့အမှန်တကယ်ကမရှိဘူးအဲ့ဒါကိုယုံလေးကလည်းသူကိုယ်တိုင်အဲအတီလေးသူရဲ့ Facebook page မှာကြေညာထားပြီးခါကြမှာအဲ့ဒီနောက်ရက်မှာနောက်ရက်ကျမှာအဲယုံလေးရဲ့ဒီရုပ်ချင်ဇက်ကားကိုဝိုင်းဝန်းပြီးတော့မှအကြည့်ပေးကြတဲ့သူတွေကလည်းများလာတာကိုပြန်တော့ ပွဲဖြစ်သွားတာပေါ့ဗျာအမှန်ကတော့ပွဲဖြစ်သွားတာယုံလေးကစုညောင်လောက်လိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ပြောမယ်ဆိုရင်ပထမရက်မှာလောကကြည့်မဲ့သူကမရှိရပါနော်မရှိရတော့အမှန်ကန်ပါဒါပေမဲ့အဲသူကိုယ်တိုင်ကနောက်နောက်ရက်မှာကျတော့ဒီမီဒီယာတွေကဝိုင်းဝန်းပြီးတော့ကိုလှုပ်တည်တော့ပေါ့နော်ကျတော့ဒီဘက်က အဲတရင်ဒီတင်တဲ့မီဒီယာတွေအားလုံးကဒီဝိုင်းဝန်းပြီးတင်လိုက်ကြတာပေါ့ရုပ်လေးကိုမဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးအဲ့လိုတင်လိုက်တဲ့အပေါ်မှာမှအဲလာပြီးတော့မှဝိုင်းရံကြတာပေါ့နော်ဝိုင်းရံကြတာလားပေါ့အများကြီးပေါ့ဗျာအဲအရင်အမှန်တော့ဘယ်သူမှဝိုင်းရံတာမရှိဘူးအခုအဲ့ဒီလိုတရင်ကကြောင်ညာလိုက်ပြီးကကြမှာဝိုင်းရံလာတဲ့ဒုတိယကများပြားလာတာโอเคအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကိစ္စဒီမှာကြောင်မျိုးမင်းကဒီရုပ်လေးရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့သူဘာတွေပြောထားလဲဆိုတာကျွန်တော်လည်းဒီလိုကြည့်လိုက်ရအောင် က္ကပေါ့မြို့ပြတဲ့လမ်းမဆွဲဇက္ကပေါ့နော်မြို့ပြတဲ့လမ်းမဆွဲဇက္ကအဲ့ဒီကားကိုယုံလေးကသူက Facebook မှာ post တခုတင်လိုက်တယ် post တင်လိုက်တဲ့ဟာကိုကြည့်ပြီးတော့အဲ့ဒီမှာအကြီးအကျယ်ကြီးရေးကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းဟိုဟိုပြီးတော့ရေးလိုက်ပြီတော့ဗျာနော်တို့တို့ရေးတာပေါ့ယုံလေးကသူဖိတ်တော့တင်လိုက်တယ်တင်ထားတာယုံလေးဖိတ်ဆောင်တင်ထားတာက မုန်းတဲ့သူတွေတိုက်ခိုက်တဲ့သူတွေရှိနေနိုင်ပါတယ်တဲ့အလူပြာလောကနဲ့အနာယူဖို့များပါပြီတဲ့အခုတင်တဲ့မြို့ရတဲ့လမ်းမှာဆိုရဲဇကာအများကြီးကြိုးစားထားပါတယ်တဲ့3 6တောင်ကျော်ကုန်ပါတယ်တဲ့ပြင်ဆင်ရိုက်ပြင်ဆင်လိုက်ရိုက်ပြင်ဆင်ရိုက်ကူးချိန်အချိန်တစ်နှစ်ခွဲကြာပါတယ်တဲ့ဒီနေ့စပြီးရုံတင်ပါတယ်တဲ့ကြည့်ပြကြည့်ပြတဲ့သူတွေက quality ကိုသိကြပါတယ်တဲ့ဒီနေ့တင်တဲ့လုံးမှာဝင်ငွေအနည်းဆုံးဇကာအဖြစ်စံချိန်ဝင်တော့ပါပြီတဲ့ရုံမှာလူတစ်ယောက်မှမရှိလို့ ပိတ်ရပါတယ်နံပါတ်1အချက်ကဘေးမှာအကြံပေးမဲ့လူကောင်းအကြံပေးမဲ့လူကောင်းဝိုင်းလို့ပဲမိသားစုစိတ်ရှိတဲ့လူကောင်းမရှိဘူးတဲ့အမှုပညာရှင်တချို့ပါတဲ့အဲ့စကားတွေအများကြီးမေးချင်ဘူးတဲ့အကူကြီးအကူအကူကြီးတောင်းတာဘွားပြမဲ့အကူကြီးတွေဝင်ကူပေးလိုက်ရင်းပေးလိုက်ရတာတဲ့တယောက်တည်းမဟုတ်ဘူးတဲ့လူကောင်းရာကြော်တယ်တဲ့ အကောင့်အတူကနေ comment တခုအဆက်ခံအောင်တော့တို့အဆက်မခံချင်ကြဘူးတဲ့။ယုံလေးနဲ့မပတ်သက်ပါဘူးကင်းပါတယ်ပေါ့။ထားပါတော့တဲ့ဝင်းရပေးခဲ့တဲ့တယောက်ချင်းစီယူတိုင်းကိုအမှတ်တရရှိနေမှာပါတဲ့။တသက်လုံးမသိမချင်းအမှုညာလုံချင်ကြတာတဲ့။အဲ့ဒီရွေးချယ်ကမြန်မာပြည်စည်းသွားမယ်လို့မထင်ရဘူးဆိုပြီးယုံလေးကသူ့ဖိတ်ကမှသူရေးတာတဲ့။အဲ့တော့ပြောချင်တာကသူကသူ့ရွေးချယ်ကတင်း6တော်ကျော်ကိုကံပြရိုက်ခဲ့ပါတယ်ပေါ့ဗျာ။ယုံလေးကတော့ရိုက်ခဲ့တယ်။တနည်းခွက်ချင်ယူရိုက်ခဲ့တယ်။ရိုက်ခဲ့ပေမဲ့အဲ့ယုံရှင်ကားကအခုဒုံတင်တဲ့ခါမှာလူတက်မှမကြည့်ဘူး။မကြည့်တော့သူစိတ်ညစ်သွားတယ်။စိတ်မကောင်းဖြစ်သွားတယ်။အဲ့လိုပဲသူယုံတင်တဲ့ရက်မှာပေါ့ဗျာ။ pressure တွေပေါ့ဗျာ။လူယုံတင်တဲ့ခါပေးတဲ့တင်နဲ့ချာမှာထိထိကိုကိစ္စရ င်ကြားရကြောတဲ့ဒီရုပ်ရှင်ကားတွေမှာပါလာတဲ့အမျိုးဆောင်တွေတော်တော်တချို့တွေကလာမတက်ပြီးပွဲလာမတက်ပြီးပေါ့လေမတက်ပြီးတော့ခဏထားအောင်ပေါ့နော်အဲ့ဒီပုံကိုအရိယာရှင်တယောက်ကအောက်မှာကွန်မန့်လေးသူသွားကြည့်တာပေါ့နော်ကွန်မန့်လေးသွားကြည့်တာတောင်းတဲ့ကွန်မန့်လေးသွားကြည့်တာတော့မှပဲအဲ့ကွန်မန့်ရေးတဲ့ပို့ဆိုအဲ့ကောင်ဖြတ်ပြစ်ပါတယ်တဲ့ဖြတ်ပြစ်ပြီးတော့တဲ့ဖြတ်ပြစ်ပြီးတော့ तू နဲ့မပတ်သက်သလိုမျိုးမပတ်သက်ခဲ့သလိုမျိုးလုပ်ပြစ်တယ်တဲ့သူဘု து ပြောလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့တိုင်ရုံဖြစ်နေတယ်တိုင်ရုံပြောတာ ဒီစကားရဲ့ဟိုလူသိများဆုံးကပုံကွာတိုင်တော့ဟိုကတော့တိုင်တော့ပြောတာတိုင်တော့အောက်မှာသူ comment တွားကြီးတယ်ပေါ့ဗျာဒါဟုတ်သူပြောချင်တာဒါပေမဲ့ကျွန်တော်တို့သူကတော့မကြည့်ထားဘူးကျွန်တော်တို့တိတယ်အဲ့ဒါဆိုဘာဆိုကျွန်တော်တိပြီးသွားပြီမြင်ပြီးသွားပြီဘို့တော့တိုင်တော့အောက်မှာသူ comment တွားကြီးတာဘောလုံးပွဲကိစ္စလေးပါတွားကြီးတာဟိုတိုင်တော့ သူ့အမယုံလေးက comment ပေးလိုက်ပြီးတော့အဲ့ဒီ post ကိုသူကဖျက်ပလိုက်တယ်ဖျက်ပလိုက်ပြီးတော့ယုံလေးကသူကမပတ်သက်သလိုမျိုးတိုင်ပေါ်ကလှုပ်တယ်ပေါ့ဗျာအဲ့ဒါတော့သူပြောတာအဲ့တော့သူပြချင်းအချို့ကဒီရုပ်ရှင်ကားထဲမှာပါတဲ့တချို့လူပြချင်းတွေကယုံလေးရဲ့ယုံတင်ပူယုံတင်တဲ့အချိန်မှာလာပြီးမပူပေါင်းပေးကြဘူးမကူညီပေးကြဘူးအဲ့တော့ယုံလေးကအဲ့ဒါကိုစိတ်မကောင်းဖြစ်တယ်ပေါ့ဖြစ်ပြီးတော့ဖြစ်တဲ့အပြင်ရုပ်ရှင်ယုံကားမှာလူတယောက်မှလာမကြည့်ဘူးပေါ့ဗျာမကြည့်တဲ့အတွက်သူရုပ်ရှင်လောကကနားရပါတော့မယ်ဆိုပြောတယ်အဲ့လိုလည်းပြောလည်းပြောခစ်တက်မီဒီယာတို့ခစ်တက်တို့ဝိုက်မစ်စီမာတို့ဟိုပါတဲ့ဖြစ်မြပြပြအချမ်းပဲအုပ်စုမီဒီယာအကုန်လုံးကထပြီးတော့အားရပါရရေး တာဝမ်းသာသွားပြီးရေးကြတာပေါ့ဗျာယုံလေးအဲ့လိုတဲတာဝမ်းသာသွားပြီးရေးကြတာပေါ့စစ်တပ်ဘက်တော်သားအစိုးရယုံအစိုးရယုံလေးရဲ့တိန်း6000ကျော်အကုန်ကြခံရိုက်ကူးထားတော့မြို့ပြတွေရဲ့လက်မရုပ်ရှင်ကြည့်ရှုသူတဦးမှမရှိဟာကြအဲ့လိုရေးတာခေါင်းစီပြူးနေအောင်ရေးတာရေးအဲ့လိုကြည့်ကျူးသူတဦးမှမရှိဘူးဆိုတာမှန်တယ်လေယုံလေးစပြီးယုံတင်တဲ့နေ့မှာဘသူရှိလို့လဲဟုတ်တယ်မလား ဘယ်သူမှမရှိဘူးအဲ့ဒါမှန်လို့မှန်တဲ့အကြောင်းကိုရေးတာပြီးတော့ယုံလေးကိုယ်တိုင်ကလည်း state တင်လာတာ Facebook မှာသူရဲ့ Facebook မှာအတီနဲ့တင်လာတာရှိတယ်အဲ့ဒါကိုအဲတရင်မဲတွေနော်ဒါလည်းတရင်မဲဟုတ်တယ်မလားဝမ်းပါရမှာဘာဖြစ်လဲဆိုယုံလေးဒီအဲဘောမဘောနော်အရင်တော့ကတော့မေစုလက်ထက်တော့နော်မေစုကိုအားပေးခဲ့တယ်နော် ီကောင်လေးကဘယ်လိုပြောမလဲဆိုတော့ကတ်ချူမူးလဲကတ်ဖားပေါ့ဗျာကတ်ဖားရက်ဖားတွေပေါ့ဒီလိုမျိုးတွေပေါ့နော်သူကဘယ်ဆူရအစ်တစ်ခုပဲတက်လာတက်လာသူတို့ကတ်ဖားရက်ဖားလောက်ရတာကသူတို့အနုပညာရှင်ရဲ့အပိုင်းဝိုင်းမှာအဲထုံးစံလူလူဖြစ်နေဘာဖြစ်လို့လဲဆိုတော့အဲတချို့ကြီးလိုက်နော်ကျွန်တော်တို့ဒီအမေစုလက်ထက်မှာဆိုလို့ကျင်အမေစုနာမတပူတရဲကတ်နေတဲ့ ကောင်နေကောင်မတွေလူပညာရှင်တိုင်ဝမ်ကအာဘူပေါ့အခုမင်းအောင်လည်းလက်ထက်လည်းရောက်ရောအမင်းအောင်လည်းအနာသိပြီးတဲ့နောက်ပိုင်းမှာမင်းအောင်လည်းလည်းမကပြီးရွှဲနေတဲ့အမှုပညာရှင်တွေသူတို့ကဘယ်လိုပြောမလဲဆိုတော့အဲဒီအပင်ကြီးကအရေးမရတော့ဆိုဟိုနောက်ပင်ကိုရိတ်သွားခုတာဒါအမှုပညာရှင်တွေရဲ့ထုံးစံပါဗျာနော်ထုံးစံပါဒါတော့အမှန်တယ်ဟုတ်တယ်မလားဒီ အဲဒီယုံလေးပြောဆိုရယုံလေးစတိတ်တက်တင်လာတာလေအဲ့ဒီနေ့ကယုံစတင်တဲ့နေ့ကဘယ်သူမှကြည့်မဲ့လို့မရှိဘူးယုံလေးပေါက်ပွဲတယ်ဒီဟုတ်တယ်ဒီအဲ့ဒါမှန်တယ်အမှန်လဲခါကျတော့ဒီကျွန်တော်တို့တစ်ဖက်ကျွန်တော်တို့ဒီအဲ အားပေးထောက်ခံနေတဲ့ကြောင်မီဒီယာတွေပေါ့နော်ဒီတော်လည်ရေးမှာအဲဝိုင်းဝန်းအားပေးထောက်ခံနေတဲ့မီဒီယာတွေကလည်းတင်မှာပဲဒါသတင်းပဲဟုတ်တယ်မလားသတင်းကိုသတင်းသမားရပြင်တာဒါအဆိုင်ရဲမဟုတ်ဘူးအဲ့ဒါကိုကြောင်မျိုးနှင်းကြောင်မျိုးမင်းတို့ကြောင်မျိုးမင်းတို့ကပေါ့နော်ဂုံယူစွာနဲ့ပြောနေတာဗျာကြည့်ကြည့်ပါဦးစောက်ရှက်လည်းမရှိဘူးဒီတော့လေနော်ဟိုကြည့်ကြည့်လိုက်ဖြတ်ကြည့်လိုက်ပြီးတော့အဲ့လိုရေးပြီးတော့ဒါတပုတ်နောက်တစ်ပုတ်ကျတော့မြမရုပ်ရှင်လောကနိုင်တဲ့ပထမဆုံးလူတယောက်မှမကြည့်တဲ့ရုပ်ရှင်အဖြစ်ယုံလေးရိုက်တဲ့ပြောပြမြပါတဲ့လမ်းမှာရုပ်ရှင်စံချိန်တင်သွားရတယ်အဲ့လိုရေးတာ အဲ့ဒါကြတော့ JBI ရဲ့မြန်မာ press photo agency နော် JBI ရဲ့သတင်းဌာနနော် JBI ဆိုတဲ့ကောင်လုံးဟိုနေရာမှာဖြိုးဝေဖြိုးဝေဖြိုးဝေဆိုကျတော့ညီလေးတောက်ခင်းနေကောင်လေးဖြိုးဝေနဲ့ထားညီလူဖြိုးဝေကတိုက်ပြီးတီးတာအေးမင်းသူကဟို carry ဖို့လေကောင်မညာဟောတွေ့ကောင်ထားတော့ကျတော့သတင်းလောက်ကမှလည်းဇလန်းနေရှိတယ်ထားတော့အဲ့တော့ why ရေးကြတာဟုတ်ကဲ့ why ရေးကြတော့ကျွန်တော်လည်းတနေ့တော့အားအသေးသွားဟာကိုယုံလေးကတကယ်လူပြောမှမကြည့်ရလား ဒီစကားကိုလူတယောက်မှမကြည့်ရလားကျွန်တော်တော်တော်အားသင့်သားတော့တယောက်မှမကြည့်ရလားနောက်တစ်ခုကတကယ်ပဲသူလူပြတော့ကတကယ်နားလာလားဘာလားဆိုသိကျွန်တော်အဲ့ဒါနဲ့ယုံလေးဟောမှွေတော့တော့သူ Facebook လေးမှွေကြည့်တော့ဗျမှွေရတော့ဒီနေ့လည်းကြာအောင်ယုံလေး Facebook မှာတင်ထားတယ်ဟီဟာလေးလုံထားအောင်ဟောဟီဟာလေးလုံထားတယ်အဘာလဲဆိုတော့ဟီဟာရောဒီဟာဒီဟာကျွန်တော်ပြမယ်သူ Facebook မှာတင်ထားတယ်ခင်ဗျမြင်ရလိမ့်မယ်တဲ့ဒီဟာဒီဟာအဲသာသူတင်ထားတယ်အဲဒီမှာကောတော့ကောတော့လင်းရောက်တော့ movie show

့ online ကလုတ်ခါသားပြန်နောက်ကိုအပုတ်ခါသားမှဘင်းလို့လေဒါဒါဒါသူ music ရေးထားတခြားရေးထားသူဒါဒါဒါသူရှင်းလို့တင်တော့ပြန်ဖြဲတာပါဗျာပွန်လည်းပြန်တော့သူရုပ်ရှင်ကားကိုလူမကြည့်ဘူးလို့ပြောတဲ့အချိန်မှာ तू ကသူကိုတင်ပြီးတော့လုံးရဲ့အချိန်မှာသတင်းမီဒီယာရဲ့ဝိုင်းရေးတဲ့အချိန်မှာ तू အားလာဘူးအေးပြားပြီမှာဂျုံပုံလေးချောင်းဒီစားလေးဥစ္စာကျေလူကြရဲ့လမ်းလာဆိုရင်ရုပ်ရှင်ကတိုင်းငယ်လုံးမှာကြည့်နေတဲ့နေရုံချက်တိုးလာပါပြီခင်ဗျာကဲ ဒါသူ့ဖေးဆုံးမှာတင်ထားတဲ့ဟာလေးအဲဒါသူတင်တာသူကယုံထပ်ပြီးတော့လူကြီးကြည်လာပါတယ်တကယ်တော့သူကြည်ပါတယ်တဲ့ဟိုကသူပို့ဆိုတာပေါ့နော်တခုတမင်လို့တာပေါ့ဒါဒါသူယုံမှလူလာကြည့်တဲ့ဟာကိုကျွန်တော်တွေ့ရတဲ့ဟာလေးပါဒါသူကားမှရုပ်ရှင်ကောင်လူလာကြည့်တဲ့ဟာလေးပါနော်အဲ့တော့နောက်တစ်ခုကအဲ့လိုပဲသူကားမှလူလာကြည့်အောင်ကျွန်တော်ယုံလေးကဒီလိုလှုပ်ထားသေးတယ်ဒီလိုလှုပ်ထားသေးတယ် ဲသူသူသူရွှေရှင်ုံထဲမှာကြည့်နေပေးသားတဲ့နောက်ခံထားပြီးကြိုက်ပြီးတော့ဟုတ်ကဲ့အပြောချင်တာကရွှေရှင်ကလူလာကြည့်တယ်ဆိုတော့ကျွန်တော်တို့အချမ်းမြင်ကျွန်တော်တွေ့ရတယ်ခင်ဗျာဒါလေးဒါရယုံယုံပဲအထာရီယာအထာရီယာနော်အခုအဲကျွန်တော်ဒီဒီဘက်တစ်ဖက်သတင်းမီဒီယာတွေကတင်ပေးလိုက်လို့ကျွန်တော်ပြောမယ်ဆိုတော့အားပေးလိုက်တယ်လို့ဖြစ်သွားတာပဲတိလာအမှန်တော့ကျွန်တော်ဒီဘက်ကသတင်းမီဒီယာကအားပေးလိုက်တယ်လို့ဖြစ်သွားတယ်ဝမ်းရလိုက်တယ်လို့ဖြစ်သွားတယ် နော်အဲ့ဒီတော့ကိုဒါတော့သတင်းတော့ကမှဖြစ်လိဖြစ်တာရှိတဲ့အအကြောင်းအရပဲဖြစ်တယ်ဗျအဲ့ဒါယူကျော်မျိုးမင်းညသတင်းလုတ်ပြီးတော့သူကဟိုအဟုတ်ကြီးမှတ်နေတာဗျအဟုတ်ကြီးမှတ်နေဒီကောင်လေးကဲလဲကြီးစရာကောင်းပါတယ်နော်ကျော်မျိုးမင်းတို့ကြီးစရာကိုကောင်းပါတယ်ဗျနောက်တကယ်ကိုအသူတို့မှာကကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော်ဒီအမှန်တရားတွေကိုရှာမပြရဲတော့ဒီလိုပဲပေါက်လို့ပဲသားပေါ့ဗျသတင်းတွေကိုဟိုလောက်တင်ရတာပေါက်ကြရတွေကိုသတင်းဆိုပြီးမှလောက်တင်ရတဲ့ဒီကောင်လေးရဲ့ဘဝတွေပါ အားတော့ကြောင့်မျိုးမင်းတို့ရဲ့ဘွားတွေပေါ့ကောနော်အဒါကြီးကိုဂုံကြီးစာမနေပြန်နော်ဂုံစာမနေတဲ့ခင်ဗျားတို့နော်ဒါတော့ပဲကျွန်တော်တို့ကတော့ပြောချင်တယ်โอเคဒီတော့ပါပဲဗျာ